င်လာပါခင်ဗျာဒီကနေ့မေလ22ရက်နေ့မှာဖတ်ရှိလာတဲ့သင်းစာနဲ့ channel တွေကကောင်းတဲ့အကြောင်းအရာတွေကိုဖျားတင်ဆက်ပေးမယ့်စီစဉ်အောင်စတင်အောင်ဖြစ်ပါခင်ဗျာဒီစီစဉ်ကိုကျွန်တော်စီစူစရနဲ့အတူကျွန်မခိုင်မင်းတို့အတူတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ပါခင်ဗျာဒီနေ့တော့ဘလို့သတင်းအကြောင်းအရာတွေမျက်နှာပုံးတင်ထားလိုက်ပြီခင်ဗျာဒီနေ့ကတော့ဗောနော်ခေါင်းစဉ်တွေကတော်တော်ဆုံးတာတွေ့ရတယ်ရှင်ဟုတ်ကဲ့ပါဒီ7 day daily မှာဆိုရင်တက်မတော်နဲ့ assessee တိုက်ပွဲဖြစ်ပွားရနေရမှာတဲ့မြှို့ထားတဲ့လူသေးအလောင်း6လောင်းတွေ့ရှိရဆိုတဲ့သတင်းကိုမျက်နှာပုံးတင်ထားတာတွေ့ရပါတယ်ရှင် ဒီ flower new မှာဆိုရင်ပေါ့နော်လူဆိုးကိုင်းတွေကိုတဲ့နှိမ်နှင်းမဲ့ရက်တရာစီမံချက်လာပြီတဲ့နောက်တစ်ခုက the voice မှာပေါ့နော် cyclone မုန်တိုင်းရတဲ့ရခိုင်ပါဝင် data ၃ခုကိုကုန်းတွင်းမုန်တိုင်းအဖြစ်နဲ့ဝင်ရောက်တယ်ဆိုပြီးတော့ဒါအတိအကျကောင်းစင်တင်ထားတာကိုတွေ့ရပါတယ်ရှင့်ကဲဟုတ်ဒီမုန်တိုင်းကြောင့်မလို့ပေါ့နော်ကျွန်တော်တို့ဒီရန်ကုန်နဲ့ရခိုင်လေကြောင်းခီးစင်တွေကိုလည်းခဏရန်နာထားပဲပေါ့နော်ပြီးတော့ကျတော့ဒီရင်ပြည့်စက်မှုတွေရက်ကန်သက်မရှိနာနာရရန်နာထားရဆိုပြီးတော့မှရန်နာထားဝင်ညွှန်ကြားထားရဆိုပြီးတော့ဒီ device ဆိုင်ရာနဲ့တင်ထားပေါ့နော်ကျွန်တော်တပုံအနေနဲ့ โอเคကျွန်တော်ကတော့ဒီ daily 11ကအိဒါဘောနေနေပေါ့နော် daily 11ကအိဒါဘောဖျက်ပြချင်ပါလေကျွန်တော်စာမျက်နှာလေးအောင်ပါဖြစ်ပါခင်ဗျာတဘောဘီရနဲ့စီမံခန့်ခွဲမှုအစီအစဉ်ဆိုပြီးမှဒီ concept တထားပေါ့နော်သူကတဘောဘီရနဲ့စီမံခန့်ခွဲမှုဟူသည်တဘောဘီရနဲ့များကိုဖြည့်ရှင်းရန်နဲ့အနေများကြောင့်ထိခိုက်နိုင်ခြင်းကိုရှင်းချနိုင်ရန်အတွက်ဖန်တီးထားသည့်အစီအစဉ်များဖြစ်သည်တဲ့ရင်းစီမံခန့်ခွဲမှုသည်ခြေကျောင်းနေသည့်အနေများကိုဖယ်ရှားခြင်းသို့မဟုတ်ရှောင်လဲခြင်းမပြုနိုင်သောဘီရနဲ့၏တည်ရောက်မှုကိုနှိမ်ပါအောင်ပြုလုပ်နိုင်သည်တဲ့ ရင်းခဲ့တဲ့သောအစည်းအဝေးရဲ့ဖန်တီးနိုင်ခြင်းမရှိပါကအသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုညံပြစေနိုင်သည်အသက်အိုးအိမ်စည်းစိမ်ထိခိုက်မှုများလျှော့ချနိုင်ရန်အတွက်ကြောက်လန့်နိုင်သည့်အနေများကိုကြိုတင်ခန့်မှန်းတွက်ချက်ရန်လိုအပ်သည်ယင်းနောက်အနေ၏တည်ဝမှုကိုလျှော့ချနိုင်ရန်အတွက်ကြိုတင်ပြင်ဆင်သည့်အစည်းအဝေးရဲ့ရှိရမည်ပင်ဘေးအန္တရာယ်ကျရောက်ပြီးနောက်ပိုင်း၌လည်းပြန်လည်ထူထောင်ရေးအရေးအတွက်အဆင့်တကျရေးဆွဲထားရန်စီစဉ်မှရှိရမည်ဖြစ်သည်ဆိုမှသာရေးထားပါနောက်ပြီးသူကဘာဆက်ရေးထားလဲဆိုတော့တော်ဘေးအန္တရာယ်ကိုစနစ်တကျလေ့လာပါကအချိန်ကြာလာသည်နှင့်အမျှအချက်လက်များပိုပြီးစုဆောင်ရရှိလာနိုင်ပြီး တဘောဘေးအန်နဲ့စီမံခန့်ခွဲရေးအတွက်အစီအစဉ်ကောင်းများကိုချမှတ်နိုင်ပြီတဲ့ ASIS FEMA နဲ့ Manchester Planning College together သော professional အဖွဲ့အမျိုးမျိုးကရေးပေါ်စီမံခန့်ခွဲမှုအစီအစဉ်နဲ့ပတ်သက်၍လမ်းညွှန်ချက်များကိုထုတ်ပြန်ထားသည်သို့သောတိတိကျကျအံဝင်သောစံသတ်မှတ်ချက်များများမှမဟုတ်နေပါလာသည်ထို့ကြောင့်သက်ဆိုင်ရာအခြေအနေရဲ့များကိုလေးလာလျက်ရင်းနှုတ်နှင့်ကိုက်ညီသောစံသတ်မှတ်ချက်များကိုချမှတ်အကောင့်ထည့်ဖော်သားရန်လိုအပ်သည်တဲ့မြို့တော်ပေဆိုစီကမူတဘောဘေးအန်ရဲ့စီမံခန့်ခွဲရေးအစီအစဉ်များကိုကြိုတင်ချမှတ်ကစဉ်တကြဆောင်ရွက်ခြင်းဖြင့် အနေအိတ်တရားမှုကိုရှင်းချနိုင်ပြီဖြစ်ပါကြောင်းတဒေးလီ11သတင်းစာရေးသားပါသည်ဆိုပြီးမှဒါရေးသားထားပါလေဒါကလက်ရှိဖြစ်ပေါ်နေတယ်ပေါ့နော်ဒီ mobile တန်နဲ့ပတ်သက်ပြီးတော့သူရေးသားဖော်ပြထားတာပေါ့ဒါမဖြစ်ခင်ရဘလို့တူတင်ကောင်းမှုကြီးလောက်ပါမယ်ဖြစ်ပြီးတဲ့အခါမှာလည်းပြန်လည်ထူထောင်ရတဲ့ကိုဘာကြီးလှုပ်ဆောင်တင်လဲဆိုတော့ထွက်ပြသွားတာပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်တဲ့သတင်းတစ်ခုအနေနဲ့ထူထူကြတာပေါ့နော်ဒီ device မှာပါရရှင်ဒါခေါင်းစဉ်သတင်းလည်းဟုတ်တယ်ပေါ့နော်ဒါကတော့ KTV ဆိုင်မှာတဲ့တမတော်အရာရှင်ကိုရိုက်ခံရတဲ့သတင်းလေးပါရှင်ဟုတ်ကဲ့ ဒီလှဲကူးမြို့နယ်ရန်ကုန်ဘုကိုကားလမ်းမဘေးမှာရှိတဲ့ဒေါ်လာ KTB စက်တောက်ဆိုင်မှာမေလ16ရက်နေ့ကတမတော်မှာဘူကြီးအဆင့်ရှိတဲ့အရာရှိ၅ဦးကိုစိုင်းပိုင်ရှင်တဲ့စိုင်းဝန်ထမ်းတွေရောက်ဝိုင်းရိုက်နှက်ခဲ့တယ်ဆိုပြီးတော့ရဲအတိုင်းဝိုင်းနဲ့နှိဆက်သူတွေထမသိရတယ်တဲ့အဆိုပါရိုက်နှက်ခံရသူတွေကဆိုရင်လှဲကူးမြို့နယ်ရဲမွန်တပ်မျိုးတဲ့အမှတ်၁တိုက်ပွဲဝင်စီယုံရေးတင်တန်းကျောင်းကတင်တန်းသားတွေဖြစ်တဲ့ပြည်မျိုးတဲ့ခမရ85မှာဘူကြီးတူအင်းတကော်မျိုးခမရ105ကဘူကြီးတူ ဘူးသီးတော်မြို့ခမရ964ရဘွေးတူမုံမြို့ခမရ999ကဘွေးတူနဲ့ပေါန်းတီမြို့ခမရ10ရဘွေးတူလို့ဖြစ်တယ်ဆိုပြီးတော့ဒီရဲတိုင်းဝိုင်းနဲ့နီးစပ်သူတူကပြောဆိုလိုက်တာပါစစ်ဘိုလ်တွေအနေနဲ့တဲ့ဆိုင်းပိုင်းရှင်မြို့သားစကားများရင်ဖြစ်ခဲ့ရမှာဆိုင်ဝင်နှန်းတွေကသူတို့ကိုဝိုင်းရိုက်ခဲ့ရလို့ကြားမိပါရဲ့တဲ့ဝိုင်းရိုက်ခံရချိန်မှာဘိုးကြီးတယောက်ကဆိုင်ပြင်ကားလမ်းမပေါ်ထွက်ပြေးရတယ်ကားတိုက်ခံရပြီးတော့တဲ့ရန်ကုန်စစ်ုံကြီးမှာအတွင်းလူနာဖြစ်တင်ထားရတယ်တဲ့ ဘာအကြောင်းကြောင့်ဆိုင်ရှင်တဲ့ဘူကြီးအဖွဲတွေခိုင်ရင်ဖြစ်လဲဆိုတော့တရားမသိသေးဘူးဆိုပြီးတော့ဒါနီးစစ်တဲ့သူတယောက်ကပြောထားတာပါ KDB စတော့ဆိုင်အတွင်းမှာဘူရင်းကောင်းနဲ့ဆိုင်မရှင်ဆိုင်ဝင်တဲ့အဖွဲ့တွေနှစ်ဖက်စကားများခန့်ရန်ဖြစ်ရမှာတဲ့မုံမြို့ခမရ၅ခုကဘူကြီးဖြစ်သူอ่ะဆိုရင်ဒီဆိုင်ပြပက်သူပေါ့နော်ကားလမ်းမကိုထွက်ပြည့်ရခါမှာတဲ့ရန်ကုန်ဘကူကားလမ်းမမှာရှိရဲ့လဲလဲကျွမ်းမက်နာမှာပေါ့နော်ထပ်ပြီးတော့ modern design နဲ့တိုက်မိရေပေါ့နော် အဲ့ဒီရဂုံပြည်သူစေယုံကြီးကိုလည်းရှိမှာတော့အတွင်းလူနာမစိုးရင်ရဖြစ်တင်ထားရပေါ့နော်ဒါကတော့ဒီမြောက်ပိုင်းခံရေးတပ်ဖွဲ့မှာစုံလမ်းသိရှိရတဲ့တဲ့စစ်ဘော်တွေကိုဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ KTB ဆိုင်မှရှင်တဲ့ဆိုင်ဝန်ထမ်းတွေကိုဖမ်းဆီးအရေးယူထားတယ်။လက်တလောစစ်စင်းနေတဲ့အမှုဖြစ်စဉ်အသေးစိတ်ကိုတော့ပြောလို့မရသေးဘူးဆိုပြီးတော့ဒီမြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ကရဲအရာရှိတူဦးကလည်းပြောပါရဲ့ရှင့်။ဒါနဲ့ပတ်သက်ပြီးတော့ဒါဘောနော်လဲကူမျိုးမရဲစကဲမှာပြစ်မှုပုံမှ325မြင်းဆောင်134နဲ့အမှုဖွင့်စစ်စင်းနေတယ်ဆိုပြီးတော့စုံလမ်းသိရှိရတာပေါ့နော်။ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။ ဒါမှာကြောင်းလဲတော့မသိဘူးပေါ့နော်နည်းနည်းတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟာကျွန်တော်တို့ဒီငင်းငင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာကိုထပ်ပြီးတော့ဖတ်ပြပေးချင်ပါတယ်ဒီ27ပင်လုံးညီလာခံဆွဲဟာခုနောက်ပိုင်းမှာတော့တိုင်းသားလက်နက်ကိုင်တွေနဲ့ဂျာမာတော်လေးညံလိုက်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ daily level ရေးတာလာပါဘာလဲဆိုတော့ဒီ27ပင်လုံးညီနာခံတဲ့ NCA လက်မှတ်မထွေးရသေးသည့်အဖွဲ့များပါဝင်နိုင်ရန်ညီနာခံကျင်းပနိုင်ရေးကြိုတင်ပစ္စည်းကုမ္ပဏီစတင်ဆက်သွယ်နေပြီဆိုတော့ရေးသားထားပါ27ရာစုပင်လုံးညီနာခံတဲ့တနိုင်ငံလုံးပြည့် ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးသည့်ဖွဲ့အများပါဝင်လာနိုင်ရေးအတွက်27ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးချုပ်တင်ပြင်ဆင်ရေးကော်မတီကစတင်ဆက်သွယ်နေကြောင်းကော်မတီတွင်းရေးမှူးဦးလိုက်မောင်ရှိကပြောကြားသည်တဲ့27ရာစုပင်လုံညီလာခံကိုဂျူနယ်လာကုံနေကျင်းပနိုင်ရန်အစိုးရပြင်ဆင်နေခြင်းဖြစ်ပြီးအစိုးရညီလာခံအတွက်နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူပေါင်းရေးဆွဲရာတွင်တိုင်းငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ် ခရီးရသည်တိုင်းသားလက်နက်ကင်အဖွဲ့များပါဝင်လာရင်ညှိနှိုင်းသွားနိုင်ရန်ယခုကဲ့သို့ဆက်သွယ်နေခြင်းဖြစ်ကြောင်းဦးလက်မောင်ရှင်ကပြောကြားသည်တဲ့ဦးလက်မောင်ရှင်ကဗာပြောလိုက်ဆိုတော့ကျွန်တော်တို့ပေးထားတာက27ရာစုပင်လုံညီနာခံပြင်ဆင်ရေးကော်မတီဆိုပြီးတာဝန်ပေးထားတယ်အဲ့တော့ तू ကပြင်ဆင်ဖို့အတွက်အစ်င့်တိုင်းမှာပါဝင်တဲ့ပါဝင်တဲ့ပါဝင်တဲ့သူတွေပါလာနိုင်မှုပြောတဲ့အတွက်လက်မှတ်ထိုးတဲ့သူရောမထိုးတဲ့သူပါပါလာဖို့အတွက်ပေါ့ဒါကြောင့်မို့လက်မှတ်ထိုးတဲ့သူတွေကိုကျွန်တော်တို့ညှိပြီးတော့ပြင်ဆင်ဖို့အတွက်ဆက်ကော်မတီတစ်ခုမထိုးရသေးတဲ့လူတွေကိုတော့ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ကျွန်တော်တို့ကညီနာခံကိုသူတို့အနေနဲ့ join နိုင်ဖို့သူတို့ရဲ့ဆွေးနွေးပြီးတော့မှအစဉ်စဉ်အစဉ်စဉ်တော့သွားရမယ်ဒါပေမဲ့ဘယ်လိုသွားမလဲဆိုတာကိုသူတို့နဲ့ဆွေးနွေးပြီးညှိနှိုင်းနိုင်တဲ့အပေါ်မူတည်ပြီးတော့သွားနိုင်ဖို့ပဲကျွန်တော်တို့ကစဉ်းစားပါတယ်အဲ့အတွေကတော့အခုလက်အခုလက်ဆက်သွယ်နေရတာရှိတယ်အဲ့ဒီနဲ့ဆက်သွယ်ပြီးတော့ကျွန်တော်တို့မှကျွန်တော်တို့ရှင်းပြမယ်သူတို့နဲ့တွေ့မြင်မှုပေါ်ကျွန်တော်တို့ထပ်ပြီးထပ်ပြီးတင်ပြအထက်အပေါ်ကိုတင်ပြမှာပေါ့အဲ့ဒီလိုအဲ့ဒီလိုမျိုးပေါ့နော်သွားပြီးတော့တွေ့ဖို့ရည်စူးထားပါတယ်စတော့ ဆက်သွယ်နေပါပြီဒါပေမဲ့အားလုံးကိုဆက်သွယ်တာတော့မဟုတ်ပါဘူးတချို့အဖွဲ့ကတော့ဆက်သွယ်နေပါပြီတချို့အဖွဲ့ကတော့ဆက်သွယ်ဖို့နီးလန်းရှာနေပါဆိုတော့ဒီလက်မောင်ရှာပြောတာပါဗောနော်ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီခုနက NC လက်မဲ့မထွေးတဲ့လူတွေနဲ့လက်ရှိမှာလည်းတိုက်ပွဲတွေကလည်းဖြစ်နေတဲ့အတွက်ဒီတိုက်ပွဲဖြစ်နေတဲ့ကာလမှာတိုက်ပွဲဖြစ်နေတဲ့ကာလမှာဒီလိုမျိုးပေါ့နော်လက်မဲ့မထိုးတာတွေရဲ့အဖွဲ့တွေကိုဆက်သွယ်ဖို့လုပ်နေဆိုတော့နည်းနည်းလေးထူကြပါဘောနော်သူပြောရပုံရဆိုလို့ရှိရင်မထိုးရသေးတဲ့အဖွဲ့တွေဆိုလို့ရှိရင်လည်းသူတို့ဘယ်လိုမျိုးဟို ဆွေးနွေးပြီးတော့လုပ်မလဲဆိုတာခုမှစပြီးသူတို့စဉ်းစားနေတဲ့အကြောင်းလေးတော့ရေးသားထားပါတယ်။ဒါတော့ဒီ27ပြည်လုံးညီနာခံအတွက် NC လက်မှတ်ထိုးတဲ့ဖွဲ့တွေကိုသူဒီညီနာခံမှာပါဝင်လာဖို့စပြီးတော့ဆောင်ရွက်နေဆိုတဲ့အကြောင်းလေးပါ။အဲ့တော့တော်တော်မန်းဆန်စရာကောင်းမဲ့နေသားတစ်ခုဖြစ်ပါတယ်ခင်ဗျ။ဟုတ်။နောက်တစ်ခုကညီမဒီချင်းမုံ။ဟုတ်ကဲ့ဗျာ။ချင်းမုံပေါ့နော်။ချင်းမုံတော့ဖုန်းကသတင်းတစ်ခုဖတ်ပြချင်ပါတယ်ရှင်။ဒါကဒီလက်ရှိဖြစ်ပေါ်နေတဲ့ cyclone မုန်တိုင်းနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုပေါ့နော်။ဟုတ်။မြန်မာနိုင်ငံအတွင်းဝင်ရောက်လာတဲ့ cyclone မုန်တိုင်း runu မေလ21ရက်နေ့ညပိုင်းတွင်အညွှန်းအောင်အဆင့်သို့ရောက်ရှိရဆဲသတင်းလေးပါပဲ။ မင်္ဂလာပင်လယ်ော်အနောက်မြောက်ပိုင်းမှာတဆင်းနဲ့မြန်မာနိုင်ငံချင်းမြင့်နဲ့အတွင်းသို့ရွှေ့ရှားလာတဲ့ဆိုက်ကလုန်းမုန်တိုင်းရူနူဟာဆိုရင်လည်းမေလ21ရက်ညပိုင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုတဲ့စစ်တကောင်းမျိုးအနီးမှာဖြတ်ပြီးတော့မြန်မာနိုင်ငံအတွင်းသို့မုန်တိုင်းငယ်တစ်ခုဖြင့်ဝင်ရောက်လာခဲ့ပြီးအညွှန်အောင်စစ်ုံရောက်ရှိခဲ့တယ်ဆိုပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးဦးစီးဌာနသိရတယ်တဲ့ဒီဆိုက်ကလုန်းမုန်တိုင်းတိုင်ဝမ်ဆိုရင်လည်းဒီဆိုက်ကလုန်းမုန်တိုင်းအဝန်းဝန်းရဆိုရင်ပေါ့နော်မြန်မာနိုင်ငံမြောက်ပိုင်းကိုတက်ရောက်မှုရှိတဲ့အတွက် ကုန်းတွင်းမုံတိုင်းရဲ့အဖြစ်နဲ့မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ချင်းမင်းနယ်တို့မှတစဉ်စကိုင်းတိုင်းဒေသကြီးတို့အထိဆက်လက်ဖြတ်ကျော်ဝင်ရောက်နိုင်တယ်ဆိုပြီးခန့်မှန်းထားတယ်တဲ့လက်ရှိမှာတော့မုံတိုင်းကိုအမျိုးအောင်ဆင့်လို့သတ်မှတ်ထားပြီးမုံတိုင်းသတင်းတွေကိုမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအချိန်နဲ့အမျှထုတ်ပြန်ထုတ်ပြန်ပေးနေရပေါ့နော်ဒါနဲ့ပတ်သက်ပြီးသူဆက်ပြောထားပါတယ်ပုံမှန်ကတော့တဲ့မုံတိုင်းတစ်ခုဖြစ်မယ်ဆိုရင်အဆင့်၅ဆင့်သတ်မှတ်ပါတယ်တဲ့ အဝါရောင်အဆင့်လေးမွေရောင်အဆင့်အနီးရောင်အဆင့်အညိုရောင်အဆင့်နဲ့အစင်းရောင်အဆင့်တွေပါပဲတဲ့အဝါရောင်ဆိုရင်တော့မြမကဲယူရန်ကိုဥမတီဦးတဲ့လေးမွေရောင်ဆိုရင်တော့မြမကဲယူရန်ဘက်ကိုဥတီတဲ့ချင်းမီနေကနေစကိုင်းဘက်ကိုရွေလျားသွားတဲ့အခါမှာတော့မုံတိုင်းအနေရဲ့ကင်းရှင်းသွားပြီဆိုရင်တော့အစင်းရောင်အဆင့်ကိုရောက်ရှိသွားပါရဲ့တဲ့ပြည်သူတွေသိရှိထားတာကတော့မြမကဲယူရန်ကိုမဖျက်ခင်၁၂နှစ်အရွယ်လို့ဆိုရင် အနီးရောင်အဆင့်မြမကံရုံးကိုဖြစ်နေအညွှန်အောင်ဆင့်လို့ဆိုပြီးသိရှိကြရဲ့တဲ့ဒါမုံတိုင်းနဲ့ပတ်သက်ပြီးတော့သူပြောထားတာပေါ့နော်မုံတိုင်းဆင့်နေနဲ့ပတ်သက်ပြီးတော့ နောက်ပြီးတော့သူထပ်ပြောရရှိပါသေးရဲ့ရှင်မုံတိုင်းရဲ့ဗဟိုချက်အနားမှာဆိုင်ကလုန်းမုံတိုင်းနဲ့လေတိုင်းနှံကဆိုရင်တနအီဝမိုင်း60လုံးတိရှိပါရဲ့တဲ့ဒါကတော့မုံတိုင်းရဲ့ဗဟိုချက်အနားမှာပါတဲ့မုံတိုင်းဆိုတာတင်တဲ့ကြီးတစ်ခုပါပဲမုံတိုင်းအဆောင်အုံကတင်တဲ့လို့ပြောနိုင်တဲ့အတွက်အနားမှာရှိတဲ့တင်တော့တွေကြောင့်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့မိုးသက်လေပြင်းကြတာတွေမိုးကြီးလာရဖြစ်နိုင်တယ်ဆိုပြီးတော့မုံတိုင်းအခြေအနေပတ်သက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလက်တော့ညွှန်ကြားမှုဦးလာထွန်းကလည်းရှင်းပြထားတာဖြစ်ပါရဲ့ရှင် ဒါလက်ရှိဖြစ်ပေါ်နေတဲ့မုံတိုင်းနဲ့ပတ်သက်ပြီးတော့ဒါမိုးစလန်ကနေပြီးရှင်းပြချက်ထုတ်ပြန်ထားတာပေါ့နော်နောက်ဆုံးမှသူကပြောလဲဆိုရင်လက်ရှိမှာတော့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်နယ်နေရာခြားတိုင်းဝန်ကြီးဌာနအနေနဲ့ကလည်းသက်ဆိုင်ရာမုံတိုင်းလမ်းကြောင်းမှာမုံတိုင်းအဝန်အဝိုင်းမှာတက်ရောက်နိုင်ွယ်ရှိတဲ့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့မကွေးတိုင်းဒေသကြီးတို့မှာကြိုတင်ဆောင်ရွက်နိုင်ရန်အတွက်မုံတိုင်းသတိပေးချက်တွေထုတ်ပြန်ထားတဲ့အပြင်လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေကိုလည်းလှုံ့ဆော်နေရရှိတယ်ဆိုပြီးတော့ကယ်ဆယ်ရေးဦးစီးဌာနကညွှန်ကြားမှုဒေါက်တာမင်းသိန်းကလည်းရှင်းပြထားတာကိုတွေ့ရပါတယ်ရှင် ဟုတ်ကဲ့ပါဒါတော့ဒီမိုတိုင်းသတင်းပေါ့နော်ဟိုခုလေးရှိမှတော့ဟိုဆရာဦးလူလင်းရှိမှတော့ပြည့်ပြည့်နဲ့အဆင်ရောက်နေဆိုတော့ကျင်ညာရတယ်ရှိပါသူရဲ့ဒုမှုကွန်ဆန်မနာနေပေါ့ရည်သားရတယ်ရှိပါလေကဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့ရဲ့စီစဉ်နောက်ဆုံးစီစဉ်အနေနဲ့ကတ်တုန်ဖျက်ရတဲ့စီစဉ်မှာဒီကတ်တုန်ကတ်တုန်ကိုတော့ကျွန်တော်ဒီ7 day daily ကနေရောမှကျွန်တော်ရွှေ့ချထားပါတယ်ကတ်တုန်လေးမှာတော့ဒီကတ်တုန်ဆရာကသူ့ရဲ့ဟိုကတ်တုန်ဆရာပေါ့နော်သူ့ရဲ့မျိုးသမီးကကလေးထိန်းနဲ့လှမ်းမိလိုက်တယ်ပေါ့။မမိလိုက်လေဆိုတော့ကလေး80တတိသား ဘာလို့ဆင်းရဲသွားတာလဲတဲ့အမကတော့ဆရာပြန်ပြောပါတယ်ရောင်းသူမဲ့ဆိုင်နေဖွင့်လိုက်လို့တဲ့ဆိုမှဒါရေးသားထားပါတယ်ဒီကတော့တော့ဒီစီတူကျော်ပေါ့နော်ကတော့ဆရာစီတူကျော်ရေးသားထားဖြစ်ပါခင်ဗျဟိုဒီကတော့လေးနဲ့ပဲကျွန်တော်တို့ရဲ့သင်းစားအနေပါမှာကောင်းလို့ရသတင်းကြောင်းရလေးကိုဖျားတင်စပြေအစီအစဉ်ရနာပြစီခင်ဗျအားလုံးပဲကျေးဇူးတူးတင်ရှိပါခင်ဗျ